နိုင်ငံတကာဟန်ပြစကိတ်စီပြိုင်ပွဲမှာ၅ချင်းဆက်တိုက်အနိုင်ရရှိခဲ့တဲ့ရုရှားကနေဝင်ဘေကတာကအတန်28နဲ့ရှိနေပြီးဒီရာဒီပြီးရင်အနားယူတော့မယ်လို့ခန့်မှန်းနေကြပါတယ်ဂျပန်ကိုစားပြုအတန်23နဲ့ရှိနေပြီဖြစ်တဲ့ခါဇူကီယူရီကတော့၅နှစ်လလုံးအရှင်နေမကောင်းလို့စိတ်သက်တွေကြပြီးအိမ်ပြန်ဖို့လှုပ်ပါတယ်ဘေကတာကခါဇူကီယူရီငငယ်ကလေးကအရန်ကြိုက်ရတဲ့အိုင်ဒေါ်ကြီးတယောက်ပဲဖြစ်တယ်အရန်ကြိုက်လွန်းလို့လဲတွေ့ခွေးနဲ့မဲ့ကိုတောင်ဘေကတာဆိုပြီးနိုင်မဲ့ပေးခဲ့တာပါယူရီလဲစိတ်သက်ကြလို့ပြန်သွားတဲ့ခါမှာတော့တွေ့ခွေးကတည်သွားပြီပဲဖြစ်ပါတယ်တွေ့မွေးရဲ့မိမာသူ့ကိုအားပေးကြတဲ့သူတွေရှိနေသေးတာကြောင့်စကိတ်ပြန်စီးဖို့ကိုအာုံရသွားပြီးသူတွေနနစ်ကြီးတဲ့ငယ်ငယ်ချင်းယူကိုဖွင့်ထားတဲ့စိုက်ကို တွားကစကိတ်တွားစီးပါတယ်အိုင်ဒေါ်ကြီးဘိတ်ဒါရဲ့ဖရီးစတိုင်အတိုင်းတတိယတဲ့စီးနိုင်လိုက်လို့ယူကိုကအရန်အံ့ဩတွားပြီးနောက်နေ့မှာတော့ယူကိုရဲ့ညီမတုံယောက်ကတူအမဖုံနဲ့ယူရီစကိတ်စီးထားတဲ့ဗီဒီယိုကိုခိုးတင်ထားတာကြောင့်တော်တော်ပြန့်သွားကဗိတ်ဒါလည်းအဲ့ဗီဒီယိုကိုတွေ့ထွားခဲ့တယ်ဗိတ်ဒါလည်းသူစီးတဲ့ပုံစံနဲ့တတိယတဲ့တူနေတဲ့ယူရီရဲ့ဗီဒီယိုကိုတွေ့ထွားတာကြောင့် Grand Prix Fine နဲ့အတွက်နီးပြလုတ်ပေးဖို့ဆုံးဖြတ်ကဂျပန်ကိုအရောက်လာခဲ့ပြီးယူရီတွေ့တော့တွေ့ရဲ့အိုင်ဒေါ်ကြီးကတူကိုနီးပြလုတ်ပေးမှဆိုတော့တရားမလို့လို့ရှင်းရမလို့လို့ကိုဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့လည်းအရန်ဝါနေတဲ့ယူရီကိုဝေဒါကမင်းဝေးချရင်ချမချရင်ငါမင်းနီးပြမလုတ်ပေးနိုင်ဘူးလို့ပြောလိုက်တာကြောင့်ယူရီအင်းနေကစားလို့ဝေးစားချရပါပြီဗိတ်ဒါရဲ့ တစ်ဖက်ဖြစ်တဲ့ရုရှားယူရီကဗစ်တာဂျပန်ရောက်နေပြီဂျပန်ယူရီကိုနီးပြလှုပ်ပေးနေတယ်ဆိုတဲ့အကြောင်းကြားရလို့သူ့ကိုပေးထားတဲ့ဂရိကိုမတီးတာလားဆိုပြီးဒေါ်ရထွက်ကသူ့လဲပဲဂျပန်ကိုတွားတော့တယ်ဗကရိလဲဆိုတော့သူ့အတွက်ကောက်ွက်အစ်စ်ဖန်တီးပေးပါမယ်ဆိုတဲ့ဂရိဖြစ်တယ်ရုရှားယူရီကအငယ်တန်းကမ္ဘာချန်ပီယံရှစ်တွေကရွှေဒေသစုရှင်ပဲဖြစ်တယ်ယူကိုရဲ့စကက်ကွေးမှာချန်ပီယံကြီးဗစ်တာကရောက်နေတာဆိုတော့လူတွေအများကြီးရောက်လာကြပြီရုရှားယူရီလည်းရောက်လာခဲ့ပါတယ်ဂျပန်ယူရီကိုရုရှားယူရီတွေ့ချင်းမှာပဲစောင့်မြင်ကန်လို့ကိုစောင့်ကန်ရှာပလိုက်တယ်နောက်ပြီးစကိတ်စီးနေတဲ့ဗစ်တာစီလာခဲ့ကြကဂျပန်ယူရီကိုဗစ်တာကစောက်ရင်တော်တဲ့အကြောင်းတွေကိုပြောပြီး Grand Prix Final ပွဲမှာအနိုင်ရရှိဖို့အတွက်ဗစ်တာက ူညီလိုကြောင်းပြောပြရတယ်။ဗီကန်စကိတ်စီးပြီးတော့ရုရှားယူရီကရုရှားပြန်လိုက်ခဲ့ပြီးသူ့ကိုနီးပြလုတ်ပေးဖို့ပြောလာတယ်။ဗီတာကလည်းဂျပန်ယူရီနဲ့ပြန်လို့နိုင်ရင်လိုက်ခဲ့မယ်လို့ပြောတော့ပြန်ပွဲပြန်ချဖို့ယူရီနှစ်ယောက်လုံးကလက်ခံလိုက်ကြပါတယ်။အင်းဒီကစပြီးနှစ်ယောက်လုံးကဗီတာကလက်ကျင့်ပေးကကကွက်နဲ့ခန်းစားချက်နဲ့တထက်တဲ့ကြောင်းကိုကိုဆွဲဆောင်မှုရှိတဲ့အရာကိုကိုဖာတာချမ်းအမယ်လို့ပြောတယ်။ရုရှားယူရီကဂျပန်ယူရီကိုမနာလိုစိတ်များပြီးနိုင်ချင်စိတ်များနေကဂျပန်ယူရီကတော့တွေ့ရဆွဲဆောင်မှုရှိတဲ့အရာကိုခြောက်ခွေတွေ့ရှိသွားခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့သူရမ်းကြိုက်တဲ့ဝက်တာပြားကြော်ပဲဖြစ်တယ်။ပြန်ပွဲပြန်မယ်နဲ့ရောက်လာတော့ရုရှားယူရီကစဖြောပြေးပါတယ်။တွေ့ရစိတ်ထဲမှာဆွဲဆောင်မှုရှိတဲ့အဖိုးရှိပြီမဲ့ပြန်ပွဲကို နိုင်ဖို့ကြီးပဲစိတ်လောနေခဲ့ပါတယ်ဂျပန်ယူရီအလက်ရောက်လာတဲ့အခါတူလက်ထဲကနေအိုင်နော့ဗီဂတာကိုရုရှားမပြန်စေချင်တာကြောင့်ခန်းစားချက်တွေအပြင်နဲ့လှပတဲ့ခန်းစားချက်နဲ့ကောက်ွက်ပေါင်းသွားပြီးဖြိုပြီးလိုက်နေတာကြောင့်ရုရှားယူရီကိုအနိုင်ရလိုက်ပါတယ်ပရက်ရှားယူရီလည်းသူချုံသွားပြီဖြစ်တာကြောင့်ပရက်ရှားကိုသူတယောက်တည်းပြန်သွားခဲ့ပါတယ်ကားပုတ်အတွက်ယူရီကိုဗီတာကတချင်းရွေးခိုင်းတော့ယူရီကကိုယ့်ဟာကိုရွေးရမှာဆိုတော့ယုံကြည်ချက်မရှိဖြစ်နေခဲ့ပါတယ်အရင်နှီးပြတော့ကလည်းတစ်ခေါက်ရွေးခိုင်းလို့သူ့ရဲ့အတီးတယောက်စီကနေအဲ့တချင်းကိုရခဲ့တာပဲဖြစ်တယ်ယူရီရဲ့နှီးပြဟန်ကဗီတာကိုယူရီကယုံကြည်မှုညွန့်နေတဲ့အတူဖြစ်ကြောင်းပြောပြပါတယ်ပရက်ရှားယူရီကလည်းလီလီယာလို့ခေါ်တဲ့နှီးပြကောင်တယောက်နဲ့လက်ချင်းမှာမို့သူနဲ့တူလိုက်သွားခဲ့ပါ ါတယ်ဗစ်တာကကိုရန်ကောက်ွက်တွေဖန်တီးခဲ့ပြီးဇလန်ဖန်တီးဖို့ရည်တားထားတဲ့တရှင်အစ်တစ်လည်းရှိခဲ့ဘူးပါတယ်ယူရီလက်ဗစ်တာလို့ကိုရန်ကောက်ွက်တွေဖန်တီးအရှင်းတွေကိုရန်ရည်တက်ရှင်နေတာပါအရင်တစ်ခေါက်ကတူရည်ခံဘူးခဲ့တဲ့မင်းကလေးတယောက်ကိုအရှင်းပြန်ရည်ခံဖို့လုပ်ပေမဲ့အဲ့မင်းကလေးနဲ့အဆင်မပြေမှုရှိခဲ့တာကြောင့်နောက်တစ်ခါရည်ခံဖို့စိတ်မလုံးမလဲဖြစ်နေပါတယ်ဘာဖြစ်ခဲ့တာလဲဆိုတော့စကိတ်ဝင်တစ်ခုမှမတော်တဆတစ်ခုဖြစ်သွားတော့ယူရီလက်စိတ်ဘူးပြဲအဲ့ကောင်မလေးရှိတဲ့အခန်းမှာထိုင်ဆောင်နေတဲ့အခါသူ့ကိုနေသိဖို့အဲ့မင်းကလေးကယူရီကိုလှဖက်လိုက်တဲ့အချိန်ယူရီကတွန်းထုတ်ခဲ့လို့ပဲဖြစ်တယ်ဘာလို့လဲဆိုတော့သူ့ကိုအားနေတယ်လို့မထင်စေချင်တာကြောင့်ပါအဲ့အเจ้าနေကိုဗစ်တာကိုရင်ဖွင့်ပြီးနောက်အရေးစွန်ပြီးအဲ့မင်းကလေးကိုတချင်းပြန်ရည်ပေးဖို့တောင်းဆို လိုက်တယ်။မင်းကလေးကလည်းလက်ခံလိုက်တာကြောင့်ယူရီကသူတို့ချင်းရင်းနေခြင်းအတွင်းတူကိုဗစ်ဂတာခုံတဲ့နေအားလုံးကိုတင်ပေးဖို့ပြောတယ်။ဗစ်ဂတာကလည်းဆရာကောင်းပေပေအားကျုံးမှတန်းတင်ပေးလိုက်တော့ဖျားတော့ပါတယ်။အချင်းရေးပြီးတော့လာကြောင့်ဗစ်ဂတာကိုနားထောင်ခိုင်းတော့အဆင်ပြေတော့လာကြောင့်အဲ့ဒီချင်းနဲ့ကပူဆုံးဖြတ်လိုက်ပါတယ်။မနစ်ကအမှန့်အများဆုံးရတဲ့စကိတ်စီတမားတွေပြိုင်ပွဲအများဆုံးနှစ်ပွဲပြိုင်မှုတဲ့ကမ္ဘာတဝန်းက6နိုင်ငံထိပ်တန်း6ယောက်ကပဲ Grand Prix Final ကိုတက်နိုင်မှာပါ။ဒီစီးရဲ့ event တရုတ်ဖလားအတွက်ယူရီလည်းပါခဲ့ပါတယ်။နောက်ထပ် event ကရုရှားရဲ့ Rosalegon ဖလားကိုရဖို့ဆိုရင်အငယ်တန်းရွှေဖလားရှင်ရုရှားယူရီနဲ့ရှင်ပြန်ရမှာပဲဖြစ်ပါတယ်။အရင်ဆုံးတရုတ်ပြည်က event ကိုအပီကျုံးဖို့ယူရီကပါရလာကြောင်တူကိုဂွန်ပြ ြုကြပါတယ်ပြိုင်ပွဲပြန်ရဖို့တရားပြဖြစ်တာကြောင့်ယူရီကပြိုင်ပွဲအတွက်ပပူပီကြိုးစားပါတော့တယ်အဖက်မှာလည်းရုရှားယူရီကနီးပြခေါင်းနဲ့အကျိတ်နဲ့ကြိုးစားနေခဲ့ပါတယ် Grand Prix Final ကိုဝင်ပြိုင်ဖို့တူးနိုင်ငံမှာအရင်ဆုံးဝင်ပြိုင်ဖို့လိုအပ်ပါတယ်ပြိုင်ဖို့မေးလိုက်တဲ့အခါယူရီကနံပါတ်1ရတော့တာကြောင့်ပထမဦးဆုံးစကိတ်စီးရမှာပါယူရီကဘာကြောင့်ပြိုင်ပွဲတွေမှာရှုံးရတာလဲဆိုတော့တူရဲ့ယုံကြည်ချက်မရှိတဲ့စိတ်ကြောက်ပဲဖြစ်တယ်အဲ့ဒါကိုဒီတဲ့နီးပြကလည်းမဆခင်အရင်ဦးဆုံးပွေဖက်ပေးလိုက်ပြီးအကောင်းဆုံးလုပ်ဖို့အားပေးလိုက်ပါတယ်ယူရီလည်းစိတ်ကိုပြင်ဆင်ပြီးပွဲစားလိုက်တဲ့အခါတုံးစစ်ခုံတဲ့နေရာမှာ error ပါသွားပေမဲ့လူကိုယ်တိုင်မလဲကြပဲလက်နဲ့ထောက်လိုက်နိုင်ပြီးချက်ချင်းပြန်ထားနိုင်လိုက်ပါတယ်ပြီးတော့တဲ့အခါမှာယူရီကအရင်တစ်ခေါက်ကရခဲ့တဲ့အမှတ်ထက်တော့ ောင်ဆင်မပူရတွားခဲ့ပါတယ်။နီးပြားကတော့ယူရီရဲ့အမှတ်ကိုတိတ်တဘောကြမနေခဲ့ပါဘူး။ယူရီရဲ့ကောက်ွက်တွေကိုတဘောကြနေတဲ့မီနာမီအလဲရောက်လာလို့စီးပြားနေတဲ့ပုံစံတွေကယူရီရဲ့ကောက်ွက်တွေနဲ့ဆင်နေခဲ့တယ်။ဒါပေမဲ့လည်းအေရောပါတွားခဲ့တာကြောင့်ယူရီကသူ့အချီကနေကောင်းကောင်းလှုပ်ပြဖို့လိုပြီးလို့တွေးလိုက်ပြီးနောက်ထပ်အလဲရောက်လာတဲ့အခါမီနာမီရဲ့ကြိုးကိုရိုက်ကစကိတ်ကိုအလွင့်စားလေးစီးပြားလိုက်ပါတယ်။ဒါပေမဲ့တုံးစစ်ခုံတဲ့နေရာမှာနယံနဲ့တိုက်မိပြီးနှခေါင်းတွေးယူတွားခဲ့ပါတယ်။ကောက်ွက်တွေကိုစီးနေရင်နဲ့တမျိုးပြောင်းလိုက်တာကြောင့်နီးပြားလည်းအံ့ဩတွားပြီးယူရီကိုချီးကျူးပါတယ်။နောက်ဆုံးပွဲပြီးတော့အနှံ့ရတော်သူကယူရီပဲဖြစ်သွားခဲ့တယ်။အင်နာပြမယူရီကတချိန်လုံးအရှိစူရာကြီးကိုချာမတွေ့ခဲ့ပေမဲ့သူ့ရဲ့နီးပြားဗီတာနဲ့ကြားမှာရူမတစ် န်တဲ့အရှိမျိုးမဟုတ်ပဲညီကိုလိုခံစားရတဲ့အရှိမျိုးကိုချပွေတွေးရှိခဲ့တာကြောင့်အရှိလိုခေါ်တဲ့တရှင်နဲ့စကိတ်စီပြီး Grand Prix Final ပွဲကြရင်ချွေစည်းစုကိုအယားယူမယ်လို့ကြွေးကြော်ခဲ့ပါတယ်။တူနိုင်ငံမှာအနိုင်ရလိုက်တာကြောင့်တေးဥပီမှာတွားပြန်ရတော့မှာပဲဖြစ်ပါတယ်။ယူရီနဲ့ Victor တို့နှစ်ယောက်ပျော်နေကြတာကိုတွေ့လိုက်တဲ့ Pressure ယူရီကဒေါ်လာတွေထွက်နေခဲ့ပါပြီ။ဆရာတပည့်နှစ်ယောက်နောက်ထပ်အဒီးစားလူတန်းပြိုင်ပွဲအတွက်လင်းနဲ့ဂျပန်ကနေတရုတ်ကိုထွက်ခွာခဲ့ကြပါတယ်။အခုပြိုင်ပွဲမှာတော့ယူရီရဲ့ထိုင်းကတကယ်ချင်းဖိရှစ်လဲပါဝင်ပါတယ်။ဖိရှစ်စကိတ်စီးပြပြီးနောက်မှာတော့ဖိရှစ်ရဲ့ရမှတ်က66ဒသမ9မှတ်ရပါတယ်။ယူရီလည်းရောက်လာပြီးစီးကြတွေကအရင်နှစ်ထက်ကောင်းတဲ့ထက်ကောင်းလာနေလို့ယူရီရဲ့နီးပြဖြစ်တဲ့ Victor ကယုံကြည်ချက်တွေရလာအောင်ဘယ်လိုများပြုပြင်လိုက်တာလဲလို့တွေးနေကြပါပြီ စကိတ်စီဘီနောက်မှာတော့ရမှတ်ထွက်လာခဲ့ပါတယ်အမှတ်ကတော့၁၆၀တရမ၈လေးမှရတွားလာဖြစ်ပြီးပထမနှစ်ရက်ကိုဦးဆောင်နိုင်ခဲ့ပါတယ်ရုရှားကုစားပြုအတက်၂၉နှစ်ဖြစ်တဲ့ဂျော့ကကုစားရှိတရမ၁ခုမှဖြစ်ပြီးဒုတိယနှစ်ရက်ကိုရောက်ခဲ့တယ်အမေရိကန်ကုစားပြုအတက်၁၉နှစ်ဖြစ်တဲ့လီယိုက၈၉တရမ၉ရှိမှရတွားကတတိယနှစ်ရက်ကိုရောက်ရှိခဲ့ပြီးဆွစ်ဇာလန်ကုစားပြုအတက်၂၉နှစ်နဲ့နောက်ဆုံးပြိုင်ပွဲဝင်ခရစ်စတိုဖီကတော့ပြင်ဆင်မှတ်နှစ်ရက်ကိုရရှိခဲ့ပါတယ်ဂျပန်ကုစားပြုပထမနှစ်ရက်ရတွားတဲ့ကာဇူကီယူရီကအင်တာဗျူးမှာနီးပြဗီတာနဲ့အတူအရှိစွားနဲ့အနာယူမဲတို့ကြွေးကြော်ခဲ့ပါတယ် Grand Prix Series ကိုဒုတိယအရှိအအနေနဲ့နောက်တစ်ခါပြန်ရရတဲ့အခါတခြားလူရဲ့အမတ်တွေကြောင့်ယူရီကအယမ်းဆိတ်လို့ရပါ ီမပြတ်နိုင်မှဆိုလို့နီပြဗီတာကယူရီကိုအမတ်ကြီးညာတန်းတွေနားမထောင်ခိုင်းခဲ့ပါဘူးပြီးတော့ဗီတာကယူရီနိုင်ခြင်းစိတ်ပုံများလာအောင်ဒီပွဲကိုတော့မနိုင်ဘူးဆိုရင်သူကယူရီရဲ့နီပြမလုပ်တော့ဘူးလို့ပြောလိုက်တယ်ယူရီလည်းသူ့ဘီးနားမှာပဲအမျက်ရှိနေပေးဖို့ပြောပြီးဒီပွဲကိုနိုင်ဖို့အတန်းအဆုံကြိုးစားဖို့ယူရီရဲ့အပြည့်နဲ့ပွဲထဲဝင်ခဲ့ပါတယ်ယူရီကအကွက်လန်းတွေနဲ့အတူနီပြဗီတာတောင်မလုပ်ဘူးတဲ့လေးစိလက်နဲ့ပုံစံလှုပ်လိုက်နိုင်တာကြောင့်ဗီတာနဲ့အတူပွဲကြီးပရိသတ်တွေအားလုံးအံ့ဩတွားကြရပါတယ်ယူရီရဲ့ထိုင်ကတငယ်ချင်းဖီရှိကအခုပြိုင်ပွဲမှာပထမရသွားပြီးဆွစ်ဇာလန်ကိုစားပြီးခရစ်ကတတိယရသွားကယူရီကဒုတိယရသွားခဲ့ပါတယ်ဗီတာကယူရီကလေးစိလက်နဲ့ပုံစံကိုတော့ လိုက်နိုင်ပြီဖြစ်တာကြောင့်ရုရှားကရိုစီလီကွန်ဖလားကိုအရယူနိုင်မှာပါလို့အင်တာဗျူးတွေရှိမှဖြေထားခဲ့တယ်။ TV ကနေကြီးနေတဲ့ရုရှားယူရီကတော့ဒေါ်လာတွေတထောင်ထောင်ထွက်နေပြီးမော်စကိုမှာစွပြုတ်လုပစ်မယ်လို့ဂျပန်ယူရီကိုချိန်နေခဲ့ပါတယ်။နောက်ထပ်မော်စကိုမှာပြိုင်ပွဲဝင်ဖို့ရုရှားယူရီရောလာခဲ့ပါတယ်။ဗီကတာကတော့အင်တာဗျူးတွေရှိမှတူရဲ့ယူရီစီမှာအလန့်လာကောင်းနေရှိတာမို့လို့မျက်စိမလွဲကြဘူးအပါရီယာပြောနေခဲ့တယ်။ပြိုင်ပွဲပြိုင်တဲ့အခါရှီကားလူတွေထက်ယူရီကအမှတ်အများဆုံးရက်လိုက်နိုင်ပြီးပထမနေရာမှာရှိနေခဲ့ပါတယ်။နာကျင်စိတ်များနေတဲ့ရုရှားယူရီလည်းရောက်လာလို့ပြိုင်ပွဲဝင်လိုက်တဲ့အခါဂျပန်ယူရီထက်တော့အမှတ်နည်းသွားပြီးမဲ့ဒုတိယနေရာရောက်သွားခဲ့တယ်။သူ့လို19နှစ်အရွယ်လေးနဲ့ဒီလောက်တော်တာဆိုတော့တော်တော်ချီးကျူးစရာကောင်းပါ ါတယ်နောက်ထပ်တစ်ခါမှာတော့ကနေဒါကူစားအတက်၁၉နှစ်အရွယ်ဂျီဂျီကအားလုံးထက်အမတ်အများဆုံးရထားပြီးပထမနေရာကိုရောက်သွားခဲ့ပါတယ်ယုတ်တရက်ဂျပန်မှာဗေတာရဲ့ခွေးလေးကအစာနေနေတာကြောင့်အမြန်ပြန်ဖို့လို့လို့ဗေတာကတူရဲ့နီးပြဖြစ်တဲ့ရာကိုကိုမနေ့ကတည်းကလောက်ယူရီကိုနီးပြလုပေးဖို့တောင်းဆိုပြီးဂျပန်ကိုတွားလိုက်ပါတယ်ဒုတိယပြိုင်ပွဲနဲ့ရောက်လာတဲ့အခါယူရီကဘေးနားမှာနီးပြမရှိဘူးဆိုတော့ယုံကြည်ချက်တွေယုံနေနေခဲ့ပါတယ်ပထမပွဲမှာပထမရထားတဲ့ဂျီဂျီက၄စစ်ခုံသွားပြီးဒုတိယရထားတဲ့ခါဆိုကီယူရီက၃စစ်ခုံသွားတာကြောင့်ရုရှားယူရီက၆စစ်ခုံပြမှာပဲသူတို့ကအနိုင်ရမှာလို့တွေးပြီးကြူကြူဆဆာလုလိုက်တော့စုစုပေါင်းအမှန်၂၉၀ခုံတဲ့မှာ၉၆အမှန်နဲ့ပထမနေရာမှာဥဆောင်နိုင်ခဲ့ပါတယ် ်နီးပြမချီတော့ယုံကြည်ချက်ယုံနေနေတဲ့ခါဇူကီယူရီအလဲရောက်လာတဲ့အခါမှာတော့စွစုပေါ်အမတ်နေရာချိဆက်နေတဲ့တရမရှစ်လေးမန်းနဲ့တတိယနေရာကိုရရှိခဲ့တယ်မနေ့က Grand Prix Final မှာတတိယစုပါရှင်ဖြစ်တဲ့ဂျီဂျီအလဲမှာတော့ရုရှားယူရီရဲ့အမတ်ကိုပါကြိုတက်သွားပြီးပထမနေရာကိုရထားခဲ့ပါတယ်နောက်ဆုံးရလိုက်ကတော့ဂျီဂျီကပထမရုရှားယူရီကဒုတိယမေဂေကတတိယရထားပြီးခါဇူကီယူရီကစတုထနေရာရထားပါတယ်အမတ်စွစုပေါ်မှာတော့မီကယ်နဲ့ယူရီကတူနေတာကြောင့်အယုတ်မှဒုတိယရခဲ့တဲ့ခါဇူကီယူရီက Final ကိုတက်ခွင့်ရထားပါတယ်သူ Final တက်ခွင့်ရထားလာတာကြောင့်စိတ်လွတ်ပြီးသူတွေများလူတွေကိုလိုက်ဖက်နေကရုရှားယူရီကတော့ပြီးနေရပါပြီ Victor ရဲ့ခွေလေးနဲ့အဆင်ပြေသွားပြီဖြစ်တာကြောင့် UC ပြန်လာပြီး မြောက်တာယူရီဖိုင်နယ်တက်ခွင့်ရတော့လို့ဖတ်တာကြပါတော့တယ် ်ဆောက်အနေတော်တဲ့ကစားသမားတွေကြားတဲ့ညက်ပါလာတဲ့ကာဇိုကီယူရီက Grand Prix Final မှာပြန်ရတော့မှာမို့စပိန်ကိုတူနီပြဗီတာနဲ့တူလာခဲ့ပါတယ်စပိန်ကိုပထမအဦးဆုံးရောက်ဘူးလားမို့ဗီတာကို၆ပွဲပြပြီးကိုပြောလာတာကြောင့်နှစ်ယောက်တာမြို့အနှံ့ပျော်ပျော်ရွှင်ရွှင်၆တွားကြပြီယူရီကတူနီပြကိုပြန်ခွဲအတွက်ကန်ကောင်းစီတဲ့အဆောင်ဖြစ်မင်္ဂလာဆောင်တလူလိုဘာလိုလိုနဲ့လက်စုပ်ဘေးကနှစ်ယောက်လုံးစင်တူလေးဝုတ်လိုက်ကြပါတယ်ညနေပိုင်းမှာတော့ပြိုင်မက်တွေကြားမှာယူရီတာမနက်ဖြန်ပြန်ပြန် Final မှာပထမရခဲ့ရင်ရောက်ကြခြင်းနဲ့တကယ်လက်ထပ်မှာလို့ဗီတာကဆိုတယ်ဒီလိုနဲ့ပဲပြန်ရမယ့်နေ့ကိုရောက်ရှိလာခဲ့ပါတယ် Grand Prix Final ပွဲမှာပထမအဦးဆုံးဆားရတဲ့သူကကာဇိုကီယူရီပဲဖြစ်ပါတယ်ခါနိုင်ခုံတို့လိုမခုံတော့ပဲခုံ နေ့တစ်တွေပြောင်းလဲလိုက်ကဝင်ပြိုင်လိုက်တော့အမတ်တရမပြေပေမဲ့69ဒသမ83ပဲရတော့ပါတယ်ယူရီးယားတင်ငယ်ချင်းထိုင်းမင်းသားအလဲမှာတော့တရွေ့အိမ်မဲဖြစ်တဲ့ဒီလိုဖိုင်နယ်ပွဲမှာထိုင်းကစားသမားတယောက်မှမကစားဘူးတဲ့ Charles Gay နဲ့ကစားနိုင်လိုက်လို့ပီတီမြိတ်တွေကြားလာခဲ့ရပါတယ်ထိုင်းမင်းသားရဲ့အမတ်ကတော့95ဒသမ83ပဲနဲ့ယူရီးထက်တော့နေရပါပြီဒုတိယနေရာမှာဥစားမှုရတော့ပါတယ်59နှစ်သားလေးရုရှားယူရီအလဲမှာတော့အာယွန်စူးဆိုင်မှုအဖြစ်အကွက်လမ်းတွေနဲ့ဖျော်ဖြေလိုက်နိုင်ပြီးသူ့ရဲ့အမတ်က9နှစ်သက်ရှမ်ပီယံကြီးဖြစ်တဲ့ Victor ရဲ့အမတ်ကတော့118ဒသမ56ပဲနဲ့ဆန်ကြီးချိုးနိုင်လိုက်ပါတယ်ကနေဒါကူစားပြုကြီးကြီးအလဲမှာတော့အခြားပွဲတွေမှာအမတ်တအားကောင်းခဲ့ပြီးမဲ့ဒီလိုဖိုင်နယ်ပွဲမှာ န်ရတာဆိုတော့စိတ်တွေလှုပ်ရှားလွန်ပြီးနောက်ဆုံးနေရာကိုရောက်ရှိသွားခဲ့ပါတယ်နောက်ဆုံးနေရာရောက်သွားတာတောင်မှဂျီဂျီရဲ့ပရိတ်ရတွေကမျက်ရည်တွေနဲ့အာဘေဂျန်နေတုံးပါပဲပထမအတီးစားပြန်ပွဲမှာတော့ရုရှားယူရီကပထမဒုတိယမှာတော့ခါဇာစန်ကိုစားအယ်ဒင်ဆွစ်ဇာလန်ကိုစားခရစ်ကတတိယဂျပန်ကိုစားပြုခါဇူကီယူရီကတော့စရုပ်ထရရသွားပြီးထိုင်မင်တာလေးဖီရှစ်ကပြင်စမနေရာရသွားကပွဲတိုင်းကျော်အမှတ်များနေခဲ့တဲ့ကနေဒါကဂျီဂျီကတော့ထူးဆန်းစွာနဲ့ဆက်ထမနေရာကိုရသွားခဲ့ပါတယ်ဒုတိယအစီပွဲစဉ်မှာရတဲ့အမှတ်နဲ့ပထမအစီတုံးကရခဲ့တဲ့အမှတ်နဲ့ပေါင်းမှကြောင့်ပြန်ပွဲဝင်အားလုံးမှာချွေစိတ်ရဖို့အခွင့်အရေးကြံရှိနေကြပါသေးတယ်ဂျီဂျီကအရင်ဆုံးပြန်ရပြီးပထမပွဲတုန်းကလို့အမှတ်မနေအောင်အကွက်လ မ်းတွေကိုထိုးပြလိုက်နိုင်တာကြောင့်ရမက်က213တရမ6တင်မှရွာခဲ့ကရလက်ပေါအမက်ကတော့တုံးရတရမ6နိမ့်မှနဲ့နံပါတ်1နေရာကိုရောက်ခဲ့ပါတယ်ခါဇူကီယူရီအလဲရောက်လာတဲ့အခါမဖျော်ပြခင်နီးပြကနီးထွေးစာဖက်လိုက်ပြီးအပိစကားပြောပြီးနောက်မှာယူရီအကျိတ်နဲ့ကပါတော့တယ်လှုပ်ရှားမှုပုံစံခုံတဲ့ပုံစံတွေကအစားအရင်တုန်းကနဲ့မတူအောင်ပြောင်းလိုက်ပြီးလွတ်လပ်နေတဲ့အကွက်တွေနဲ့ဖျော်ဖြေလိုက်နိုင်ပါတယ်ထွက်လာတဲ့ရလက်က9နိမ့်ဆက်တိုက်ကပ္ပချန်ပီယံဖြစ်တဲ့ဗီတာရဲ့မက်ကို213တရမ5ရှင်းမှနဲ့ဆန့်ကျင်ချိုးလိုက်နိုင်ပြီးစရုပ်ထနေရာကနေပထမနေရာကိုခုံတက်သွားပါတယ်ပရက်ရှာယူရီအလဲမှာတော့အတက်နိုင်ဆုံးဖျော်ဖြေပေးမဲ့ယူရီထက်တော့ဒုတိယပိုင်းမှာအမှတ်နေရွားခဲ့ပါတယ်ဒါပေမဲ့လည်းပထမအစီအလုံးကအမှတ်နဲ့ အခုရလန်တစ်ခုပေါင်းလိုက်တဲ့အခါမှာတော့တုံးဝ19တရမ5တုံးမှရသွားပြီခါဆိုကီယူရီရဲ့ရလက်ပေါင်းကတုံးဝ19တရမ4တင်မှရသွားတာကြောင့်တုံးရဲ့တရမ1နဲ့မက်လေးပဲတတ်သွားပါတယ်အဲဒါကြောင့်ချွေစိတ်ကိုတော့ရရှာယူရီကပဲရသွားပြီခါဆိုကီယူရီကတော့ဒုတိယနေရာရသွားပါတယ်တတိယကတော့တုံးဝတရမ6နဲ့မက်နဲ့ကနေဒါကကြီးကြီးပဲဖြစ်သွားပါတယ်ငါးနှစ်ဆက်တိုက်ကမ္ဘာချန်ပီယံကြီးဖြစ်တဲ့ဗီတာရဲ့အမှတ်တွေကိုပထမအချီမှာရရှာယူရီဒုတိယအချီမှာဂျပန်ယူရီတို့ကကြိုးတက်သွားကြတာကြောင့်နောက်နေ့မှာပြန်တက်အောင်လုပ်ဖို့ဗီတာကဖွေးတဲ့ပြန်ဝင်တော့မှလည်းပဲဖြစ်တယ်ဒီဇလန်ကဒီမှာပဲပြီးတော့ပါတယ်နောက်ထပ်ရီကဲဇလန်တို့မှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ